ြင်စမမြောက်သားလေးကိုမွေးဖွားလိုက်ပြီးဖြစ်ပြီးကလေး၅ယောက်ရဲ့မိခင်ဖြစ်လာခဲ့တဲ့ပိုးကြဖြူခင် ပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းယောက်ျားတယောက်ရဲ့အချစ်ကအချင်းချလာရင်ပြောင်းလဲသွားတတ်သလားဒါမှမဟုတ်ပိုခိုင်မြဲလာသလားဆိုတာကတော့အများနဲ့ငင်းခုန်နေရတဲ့ပုံစံတစ်ခုလိုပါပဲလက်ထပ်ပြီးခါစားကတော့တက်တဲလို့ချစ်ပြခဲ့ပေမဲ့ကလေးတွေတယောက်ပြီးတယောက်ရလာတဲ့အခါဇနီးမယားပေါ်ထားတဲ့အချစ်တွေကရော့သွားတတ်တယ်လို့လည်းတချို့ကဆိုကြပါတယ်ဒီအကြောင်းတွေကိုဘာလို့ပြောနေရသလဲဆိုရင်တော့မကြသေးခင်ကမှပြင်စမမြောက်ရင်သွေးလေးကိုမွေးဖွားခဲ့တဲ့ပိုးချဖြူခင်တို့ရဲ့အဖြစ်ပြက်လေးတစ်ခုကဒီအယူအဆကိုလူတွေပြန်ပြီးတွေးတောစီခဲ့လို့ပါပဲပါရင်လူချင်းမင်းတို့ကြားလိုက်တာကတော့လုံးဝမမှ ားပါဘူးရှင်ပိုးချဖြစ်ခင်တယောက်ကလေး9ရောက်ရဲ့မိခင်အဖြစ်တရားဝင်စံချိန်တင်သွားခဲ့ပါပြီအော်တိုဘာလ9ရက်နေ့မှာမွေးဖွားခဲ့တဲ့သူ့ရဲ့သားလေးကရှစ်ပေါင်ကျော်အောင်ရှိပြီးတော့ကျန်းမာထွားခြင်းနဲ့အပြင်သူ့အဖေအကိုထုံးတဲ့တပုံစံနဲ့ချွတ်ဆွတူနေတာပါ ဒီကလေးလေးကိုကိုဝင်ဆောက်ဆောင်ကလေးကသူတို့ရဲ့စိန်ရွှေရတနာဆိုင်ကြီးကမယုံနိုင်လောက်အောင်ကိုရောင်းဝါးတွေတက်လာခဲ့တာကြောင့်အကိုထွန်းတယောက်ကတော့သူ့သားလေးကိုမိဘကိုအကျိုးပေးတဲ့တရားမင်းကချီးမြှင့်လိုက်တဲ့ရတနာလေးဆိုပြီးချစ်မဝဖြစ်နေခဲ့ရပါတယ်။မြင်းတောင်ပြောရရင်တော့အရင်ကတလောက်ကို3000ဘူးလောက်ရောင်းရတယ်ဆိုရင်ဒီကလေးလေးကိုလွှဲထားရတဲ့6လလုံးလုံးမှာလစဉ်ရောင်းဝါးက2000 3000လောက်အထိကိုဖြစ်သွားတဲ့သဘောပါပဲ။ဒါကြောင့်လေသူတို့မိသားစုကလစဉ်လာတိုင်းမှာစတုဒိတာအလှကြီးတွေကိုတော့မပြတ်မကွက်ပြုလုပ်နိုင်ခဲ့တာပါ။အရာအလုံးကတာယာနေပြီးလေးပြေးလေးညင်း ေးတွေတိုက်ခတ်နေသလိုအဆင်ပြေနေတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အဖြစ်ပျက်လေးတစ်ခုကပရိသတ်တွေကြားတဲ့ကိုဘုံတလုံးကြားရောက်လာခဲ့ပါတယ်။အရာကတော့ပိုးချဖြူခင်ကလေးမမွေးခင်နှစ်ရက်အလိုမှာခင်မောဖြစ်သူအကိုထွန်းတယောက်တငယ်ချင်းနေတဲ့အတူအပြင်မှာပျော်ပဲစားထွက်နေကြတာပါပဲ။မွေးကန်ဒီဇနီးတဲ့ကိုအိမ်မှာတယောက်ထဲထားပြီးရှောင်းလည်နေတဲ့ပုံစံဖြစ်သွားတာကြောင့်ပရိသတ်တွေကအချစ်တွေများရော့သွားပြီလောက်။ယောက်ျားတွေကတော့ဒီလိုပဲလို့ဆိုပြီးဝေဖန်တန်ဒီဆွညံသွားခဲ့ပါတယ်။တကယ်ချစ်တယ်ဆိုရင်ဒီလိုအချိန်မှာဇနီးတဲ့နားမှာရှိနေပေးတဲ့နေဆိုတဲ့အတွေးတွေနဲ့ပိုးချဖြူခင်အတွက်စိတ်ပ ို့ပေးခဲ့ကြပါတယ်။လူချင်းမင်းသာသူ့နေရာမှာဆိုရင်ဘလောက်တောင်စိတ်ပူပြီးဝမ်းနေနေမလဲဆိုတာတွေးကြည့်လို့ရမှာပါနော်။ကိုကတော့တင်းလို့မျောပါနေပါနာကျင်နေရတဲ့အချိန်ကိုယောက်ျားကအပြင်းမပျော်ပါနေတယ်ဆိုတဲ့အသည့်ကသမားတော်တော်ငရဲတစ်ခုလိုပါပဲ။ ဒါပေမဲ့အဖြစ်မှန်ကတော့လူတွေထင်တယ်လို့မဟုတ်ခဲ့ဘူးရှင်။ကလေး၅ယောက်အဖေဖြစ်တော့မဲ့အကိုထုံးကိုသူ့တငယ်ချင်းတွေကဝိုင်းပြီးတော့ဂုံပြုတ်ပဲလုပေးနေကြလို့အိမ်ပြန်နောက်ကျသွားခဲ့တာဖြစ်ပါတယ်။ဒီကိစ္စကိုဘိုးချဖြစ်ခင်ကိုယ်တိုင်ကအပြန်လဲရှင်းပြခဲ့ပြီးသူတို့နှစ်ယောက်ကြားမှာဘာမှမရှိတော့ဘဲရင်ကထထောင်ပို့ချစ်သွားကြသေးတယ်လို့ဆိုပါတယ်။ဒီအဖြစ်ပြက်လေးအပြီးမှာပဲဘိုးချဖြစ်ခင်ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်ပါတယ်။ အဲ့ဒါကတော့နောက်ထပ်ကလေးထပ်မွေးတော့မှမဟုတ်ဘူးဆိုတာပါပဲတကယ်တော့သူကနောက်ထပ်သမီးလေးတယောက်ကို IVF နည်းပညာနဲ့ထပ်လို့ချင်းခဲ့သေးတာပါ ဒါပေမဲ့ကိုရဲ့နုပြုံမှုတွေကျမ်းမာရေးတွေကိုတမိုးထားတဲ့အနေနဲ့ဒီဆန္ဒကိုဆွလွန်လိုက်ပြီးရှီပီသားသားသမီး9ယောက်ကိုပဲအချိန်အပြည့်ပေးကာပြည်သူဆောင်ရှောက်သွားရမယ်လို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒီအဖြစ်ပြက်လေးကိုကြည့်ပြီးတော့လူချင်းမင်းတို့ရောဘလို့ထင်မြင်မိပါသလဲရှင်။အကိုထုံးရဲ့အခြေကပြောင်းလဲသွားတာလား။ဒါမှမဟုတ်ပိုပြီးနားလည်မှုတွေဒိုးလာစေတဲ့ဆန္ဒမှုတစ်ခုလားဆိုတော့ကိုတော့ comment မှာအမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်။ နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။